တောင်ထုံးရွာကို မောင်တို့တို့ပြန်ရောက်လာခဲ့တာတပတ်လောက်ရှိပါပြီအမလီနော်ကျုပ်ဖြင့်ဒင်းထက်ဒီမိန်ကလေးကို စိတ်ပူနေခဲ့ရတာတော်ပါသေးတယ်အခုလိုလေးမြင်ရတော့စိတ်အေးရပါလေတော့ဒေါက်တာခမရသားထက်ချွေးမကို အချစ်ပုံနေခဲ့ရှာတယ်မင်္ဂလာပွဲအတွက်တော့စူထားစောင်းထားတာလေးနဲ့တင်တောင်းရမှာပေါ့မိန်ကလေးဘက်ကကျုပ်သားနဲ့သဘောတူပေးကြတာပဲကျုပ်ကဝမ်းသာနေရပြီအမေတကုတ်သားတကုတ်ဘွားမလို့ ဒေါတာဟာ ရှားဝေးစုဆောင်းထားခဲ့တဲ့များကိုတာဖြစ်သူအတွက်တင်တောင်းပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အေးလေညီတို့တွေလည်းနှစ်ဦးနှစ်ဖက်အဆင်ပြေကြတော့ဖွားအနေနဲ့ဝမ်းသာလှပါတယ်။နေကောင်းရက်မြတ်ရွေးပြင်တော့ရွာတက်မှာပဲမင်္ဂလာပွဲပြင်ကြတာပေါ့ကွယ်။ဖွားမင်းစင်ကပြောတော့မောင်တိုးနဲ့ခင်မချစ်တို့အပြုံးတွေဝေဖြာနေခဲ့ပါတယ်။ဒီလိုနဲ့ပဲနှစ်ဦးနှစ်ဖက်မိဘတွေကိုတိုင်ပင်ပြီးတော့မင်္ဂလာပွဲကိုပြင်ဆင်ပေးကြတယ် တောင်ထုံးရွာရွာတစ်ရွာပြင်နဘေးကရွာတွေကိုပါမင်္ဂလာဆောင်လာရောက်ပြီးတော့ဖိတ်ကြခဲ့တယ်။ဖွားမဆိုင်ရဲ့တားတပိဖြစ်တာကြောင့်မင်္ဂလာပွဲရက်ကိုရောက်တော့ထင်ထားကြတဲ့ထက်လူအများကြီးရောက်လာခဲ့ကြတယ်။အလူကြီးတို့ကလိုပဲအတော်လေးကိုစီကာခဲ့ပါတယ်။မင်္ဂလာဆောင်မှာထမင်းကျွေးတာမလို့ထမင်းချက်တဲ့သူတွေဟင်းချက်တဲ့သူတွေကအတော်လေးကိုပင်ပန်းကြတယ်။ဟာအခုမှပဲအမောပြေတော့တယ်မောင်တို့မင်းလှည့်ပြင်တော့ ငါလှဲဆိုတာမမင်းနဲ့နော်မောင်ဟာအဲ့ခံပွဲလာသူတွေနေပါတော့မှအတန်ကျဲကြီးနဲ့ညီတော်ရှာတယ်သူတို့သားနဲ့သူတို့သမီးကတော့မမောနိုင်မပါနိုင်နဲ့ဖြစ်နေကြတော့ကဲရော့ရော့ရေနွေးလေးတောက်လိုက်အောင်မောင်အောင်ဝါမဲဆိုင်နဲ့ဒေါ်နော်ခန်းတို့လူကြီးတွေဟာစပွဲမှာတိုင်ပြီးတော့မင်္ဂလာပွဲလာသူတွေကိုကြည့်နေကြကြတယ်မောင်အောင်ကတော့ဒေါ်ဝင်းငဲ့ပေးတဲ့ရေနွေးကိုတဖူးဖူးမှုတ်ပြီးတော့ငေါတောက်တယ်မောင်တို့နဲ့ခင်များချစ်တို့ရဲ့မင်္ဂလာပွဲမှာအောင်အောင်မြင်မြင်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။မင်္ဂလာဝက်ပြီးတော့ရောင်နောက်စတုံးပါဆိုသလိုခင်မချစ်တယောက်မောင်တို့အိမ်မှာလိုက်ပြီးနေထိုင်ရတယ်။ဒေါနော်ခန်းတို့တို့ကြီးလည်းမောင်တို့တို့မင်္ဂလာပွဲပြီးနောက်ရက်မှာပဲတောင်ချေရွာလေးကိုပြန်သွားခဲ့ကြပါတယ်။တရက်မှာတော့ဖွားရီဖွားရှိလားဗျ။ဟေးဘာလုပ်လဲဝင်ခဲ့လေကွယ်ချန်ဝိုင်းပြင်ပစီကអော်កော်တဲ့အတန်ကြောင့်ဟောမစိပြန်ပြီးတော့ထူလိုက်ပါတယ်ဝိုင်းနဲ့ဝင်လာကြတဲ့က ဖောင်းအင်းကျောင်းသားငတ်သွင်းဖြစ်နေတယ်။ဦးကြည်လာဗျ။ဖွားရှိတယ်။ငတ်သွင်းရဲ့နောက်မှာ လူကြီးတယောက်လည်းပါလာတယ်။ဟဲ့ငတ်သွင်း။ဧည့်သည်ပါလာခဲ့တာလား။ဒဝင်းကငတ်သွင်းကိုမေးလိုက်တော့ငတ်သွင်းကခေါင်းကိုညှက်ပြီးတော့ဟုတ်တယ်ကြီး။ကျုပ်တို့ဆရာတော်ရဲ့ဧည့်သည်ဗျ။ဆရာတော်ကဖွားစီကိုလိုက်ဖို့လိုက်ဆိုလို့ကျုပ်ကခေါ်လာပြီးတာ။ဦးကြည်ဒီမှာထိုင်ပါဦးဗျ။လူကြီးကလည်းကုတ်ပစ်ပေါ်ကိုဝင်ပြီးတော့ထိုင်နေတယ်။ မမနှမ်းကြိုင် ကျတို့စီမလာတော့မှတော့ကြာနေပြီနော်ငသိန်းကနှမ်းကြိုင်ကိုပြောပြီးတော့ထန်လက်ကုန်မှာဝင်ထိုင်နေအမေကြီးကဖွားမစိန်ထင်နေပြဟုတ်ပါတယ်ကျုပ်နာမည်ကဦးတန်ထိုက်ပါဆရာတော်ဖျားစီကနေအမေကြီးเจ้าနဲ့တည်ခဲ့ရတယ်ကို့မှာလည်းခက်ခဲကရှိနေတော့လာပြီးတော့အကူကြီးတောင်းကြည့်တာပါဗျာဦးတန်နိုင်ကပြောတာတယ်ဒီမှာရင်ဖောင်းမစိန်ဟာခေါင်းကိုညှက်ပြီးတော့ဘာများခက်ခဲရှိလို့လဲကွ ဦးတန်းတိုင်းမျက်နှာဟာအကြောင်းအရာတစ်ခုကိုပြန်လဲတွေးမိတဲ့ဟန်နဲ့လေဘူးတစ်ချက်ကိုအင်းဆုံးပဲမှောက်ထုတ်တယ်။ဒီလိုမေကြီးကျွတ်တို့ရွာမှာကတ်ဆိုက်ပြီးတော့လူတွေအားလုံးဒုက္ခရောက်နေကြလို့ပါ။ဟေးကတ်ဆိုက်တယ်ဟုတ်လား။ဘလိုမျိုးကြောင့်ကတ်ဆိုက်တယ်လို့ပြောရတာလဲ။ဝါမဲစင်ကဒီလိုမေးတော့ဦးတန်းထိုက်ကကျွတ်တို့ရွာမှာဗျာလူတွေအစမပြတ်တင်နေကြလို့ခမ ्या ။အကြောင်းရင်းမရှိပဲတင်နေကြတာဆိုတော့ရွာကလူတွေလည်းအကြောက်ကြီးကြောက်နေကြတယ်မေကြီး။ အဲ့လိုကနေတဲ့နေ့တခြားရွာကိုပြောင်းတဲ့လူတွေကလည်းပြောင်းပြေးကုန်ပြီရွာမှာကျုပ်တို့နဲ့ကိုရင်ကိုရာကိုမစွန့်ခွာလို့ကြားတဲ့သူတွေပဲကြံ့ခဲ့တယ်ဗျဒီလိုကိစ္စမျိုးကိုဘွားကြုံမှုတယ်အဲ့တုန်းကလည်းအလောင်းမြုံနီးမမှန်လို့လူတွေတိတ်လိုက်ကြတာမပြောပါနဲ့ဘွားဖြည့်ရှင်းပေးလိုက်လို့သာကျန်တဲ့သူတွေအသက်ချမ်းသာရခဲ့တာအခုမောင်ရင်တို့ရွာကလည်းဒီလိုမျိုးတစ်ခုခုတော့မှားနေပုံရတယ်အလောင်းမြုပ်တာတွေကတော့ကျုပ်တို့လူကြီးတွေကိုယ်တိုင် ကြီးကျယ်ပြီးတော့လောက်ကင်တာပဲအဲ့ဒီဘက်မှာတော့မမလာဘူးလို့ထင်တယ်ဦးတန်းထိုင်ရဲ့စကားကိုဟွားမိတ်ဆိုင်တယောက်ခေါင်းညိန်လက်ခံတယ်ဒါဆိုရင်တော့ဟွားကိုယ်တိုင်မောင်ရင်တို့ရွာကိုလိုက်ခဲ့ပြီးတော့ကြီးရှုစစ်ဆေးပေးရမှာပဲဒီလိုဆိုရင်ကောင်းတာပေါ့အမေကြီးအားကျုပ်လက်ဒီကိစ္စကိုစဉ်းစားရတာခေါင်းတော်စပင်တော်မှကြံတော့မှမထင်ဘူးဗျအေးပေါ့လေဒီလောက်ကြီးပြပြနေရောလဲဘယ်စက်ချမ်းတာကြပါမလဲဒါနဲ့မောင်ရင်ရဲ့ရွာနာမည်ကဘာများလဲကွယ် ကျောက်ရွံနမေဟာညောင်ကုန်းရွာလို့ခေါ်ပါတယ်။ကျောက်ကတော့ညောင်ကုန်းရွာရဲ့တကြီးပါမေးကြီး။အော်အေးအေးမောင်ရင်ကအဲ့ဒီရွာကတကြီးကိုဒါကြောင့်လဲရွာရေးကိုစိတ်ပူနေချတာ။ဟုတ်တာပေါ့အမေကြီးဟာလူတွေအသေးပြောက်များတာအရန်တိတာလာတော့ကျွတ်တို့လူကြီးတွေလည်းအပြေရှာတယ်ဗျ။ဒါပေမဲ့ဘလို့မကောအပြေကပေါမလာဘူး။ဒါနဲ့ပဲရွာမတက်လို့များလာလို့တွေးမိကြပြီးတော့ခုံကြီးတွေကိုရွာကိုပရိတ်တွေရုတ်ခဲ့ကြသေးတယ်။မထုပါဘူးဗျာ။သိကြတာပဲ။ ဘာကြောင့်တိမ်လို့တိမ်မှန်းကိုမသိရတာအမေကြီးညောင်ကုန်းရွာလူကြီးဦးတန်းလိုက်ဟာသူ့ရွာအတွက်အတော်ကိုစိတ်တော့ကရောက်နေရရှာတယ်။ဘာမစင်လို့လဲလူတိဆုံးမှုများနေတဲ့ညောင်ကုန်းရွာအတွက်စိတ်မကောင်းဘူး။အမေကြီးညောင်ကုန်းကိုဘယ်တော့လောက်လိုက်လာနိုင်မလဲ။ဟိုမိနာကိုတော့စိတ်မရှိပါနဲ့ဗျာ။အမေကြီးအားရရက်လေးကြောက်ဘက်ကတိတ်ကျင်တော့ပါ။မောင်ရင်ကရောဘယ်တော့လောက်ညောင်ကုန်းကိုပြန်မလဲ။ဖြစ်နိုင်တော့မောင်ရင်ပြန်တဲ့နေ့လောက်ပဲလိုက်ခဲ့မယ်။ ျုပ်ကအမေကြီးအတူလိုက်မယ်ဆိုရင်တော့မြန်လေကောင်းလေပေါ့ဗျာဒါဆိုမနေ့ပြန်လောက်ပဲညောင်ကုန်းကိုသွားကြတာပေါ့ဒါမှလည်းဆော့ဆော့စီစီဘယ်အရာကရွာကိုဒုက္ခပေးတယ်လဲဆိုတာအဖြစ်ရှာလို့ရမှာဟုတ်ကဲ့ပါမေကြီးဒါဆိုမနေ့ပြန်မနေ့ဆော့ဆော့လောက်ကျုပ်လာခေါ်ပါမယ်ခုံကြီးเจ้าမှာကျုပ်ရဲ့နွားလေးကိုထားထားတယ်အေးကွယ်ဒါဆိုကောင်းတာပေါ့ဘွားတို့လှဲမောင်းလိုက်ဖို့မဲ့လူလေးကဘိမ်းမယူထားတာမကြသေးတော့သူ့နဲ့ဟောနောက်တစ်ယောက်ကလည်း ိမယုံကြည်ပြန်စင်နေပြီဆိုတော့ဒီတစ်ခေါက်ကတော့သူတို့ကိုထားခဲ့မယ်။ဘွားရဲ့ဟောဒီကဘွားသမီးရှင်ညိုရဲ့ကမောင်ရင်ရဲ့လှဲ့နဲ့ပဲလိုက်ခဲ့တော့မယ်ကွယ်။စိတ်ကြပါမေကြီးစိတ်ကြပါ။အပြန်လဲကြုတ်လဲနဲ့ပဲလိုက်ပြီးတော့ပို့ပေးပါမယ်။တကြီးဦးတန်းတိုက်ဟာဘွားမစိန်တို့ညောင်ကုန်းရွာကိုလိုက်လာပေးမယ်ဆိုလို့ဝမ်းသာတယ်။အလားတုံးကအပူရော့ဖြစ်ပေမဲ့အခုတော့ရှင်ပြနေတယ်။ဦးတန်းတိုက်နဲ့ငါသိန်းတို့ဖုန်းကြီးချောင်းကိုပြန်သွားတဲ့ချိန်အမေဒီတစ်ခါအမေသားတွေကိုမခေါ်ရဘူးလား။ မခေါ်တော့ပါဘူးအေးသူတို့မှာကအိမ်ထောင်ဘက်တွေရှိသေးတယ်လေသူတို့ကလိုက်ချင်တော့မှအိမ်ထောင်ဘက်ကကြည်ပြုံးမှဒါကြောင့်မခေါ်တော့ဘူးအမေရဲ့မောင်တိုးကဘေကိုတတ်တော့အရင်လိုပဲခေါ်ဖို့အတွက်မှားထားတယ်လေနေပါစီတော့အေးမနှက်ပြန်အမေတို့ကြီးပဲတော်လိုက်တော့မယ်သမီးရှင်ညိုအဝတ်စားလေးပါလေထည့်ထားအောင်ဘွားကလူကြီးဆိုတော့နှစ်ထည်လောက်ဆိုရပြီညီကတော့လူရမရပို့ပြီးတော့ယူလာခဲ့ဘွားမဆိုင်ဟာရှင်ညိုကိုအဝတ်စားထည့်ဖို့ပြောတော့ဒဝင်းစကားဆက်မပြောတော့ဘူး အမေဖြစ်သူရဲ့စိတ်ကိုသိတာကြောင့်အဝဲစားထဲဖို့အပေါ်တက်သွားတဲ့ရှင်ညိုနောက်ကိုဒေါ်ဝင်လိုက်လာတယ်။ရှင်ညိုရှင်အီအမေကိုတော့ပြောမရလို့မပြောတော့ဘူးနော်။ဒါပေမဲ့ညီကိုတော့အကြီးမှားလိုက်မယ်။ဘာများလဲအကြီး။တခြားတော့မဟုတ်ပါဘူးအေး။ညီဖွားကအရင်ကဆိုရင်ဘယ်ကိုပဲတော်တော်ညီအကိုရင်းနဲ့တူတူဆိုတော့အကြီးကစိတ်ချတယ်လေ။မောင်တို့မောင်အောင်တို့ဆိုတာကလည်းသူတို့အဖွားအတွက်ဆိုအသက်ပေးပြီးတော့ကိုကာကွယ်ရကြတဲ့သူတွေ။အခုသူတို့ကို ခေါ်မသွားတော့ဘူးဆိုတာကညီအဖွားအတွက်အရေးစိတ်ပုံကြီးပြန်နေ။ဒါကြောင့်ညီအဖွားကိုပြုဆက်ပေးပါဦးကျလာရှင်ညို။ဒေါ်ဝင်းကပြောတော့ရှင်ညို့ကပြောပြီးတော့ခေါင်းကုံညှိပြတယ်။စိတ်ချပါအကြီးရဲ့ကျုပ်ကအဖွားကကတာမန်လူတွေမှမဟုတ်တာအကြီးလည်းသိတာပဲ။ဒါပေမဲ့လို့အန်တရတခုခုနဲ့ထိတ်တိုက်တွေ့လာပြီဆိုရင်တော့အဖွားကိုကျုပ်ဘက်ကအထိခိုက်မခံဘူး။ဒါကြောင့်စိတ်ချပါအကြီး။အေးပါအေးညီဘက်ကဒီလိုလေးပြောတော့လေအကြီးစိတ်ကြမ်းတာတယ်။ ညီလေးကယူဆိုင်အောင်ချင်းညိုညီလေးအကြီးရဲ့တမီးပဲညီကိုလည်းစိတ်ပူတယ်စိတ်မပူနဲ့အကြီးပြက်မလာသေးတာကိုကြိုတွေးပြီးတော့စိတ်ပူပန်တာကလူကိုအိုမင်းစေတယ်တဲ့ဒါကြောင့်မအိုချင်ရင်တော့စိတ်လေးကိုရှော့ထားကြီးအေးပါအေးကြုတ်လည်းမအိုချင်သေးဘူးနုနုပြပြလေးတော့နေချင်သေးတယ်ကဲဆက်နုပါတော့ဆက်နုပါကြုတ်ကတော့အဝတ်ရွေးလိုက်အောင်မေရှင်ညိုကပြောပြီးတော့ယူသွားမဲ့ဝတ်စားတွေကိုရွေးတယ်ဒေါ်ဝင်းကတော့ ရှင်ညိုကိုသာပြုံးပြုံးကြီးနဲ့ကြည့်လိုက်တယ်။နောက်တနေ့မနက်ရောက်တော့ဒကြီးဦးတန်းတိုက်ဟာသူ့ရဲ့နွားလေးနဲ့ခွားမဲဆိုင်တို့ကိုလာခေါ်တယ်။ညောင်ကုန်းကြီးဟာအတော်လေးကိုတိတ်ဆိတ်ခြောက်ကန်နေခဲ့ပါတယ်။လဲထက်မှနေပြီးတော့ခွားမဲဆိုင်ဟာရွာကိုတိတ်ချကြည့်တယ်။အရင်ကတော့အတော်လေးကိုနေထိုင်လို့ကောင်းတဲ့ရွာပါမေးကြီး။အခုတော့ကြည့်ပါအောင်များ။ခြောက်ကပ်ပြီးတိတ်ဆိတ်နေတာ။နေတဲ့လူတွေကလည်းလူကြီးတွေပဲများတော့လူငယ်တွေကိုတော့ရွာမှမထားကြဘူးဗျ။ဒကြီးဦးတန်းတိုက်ဟာ ွရွာကိုကြည့်ပြီးတော့စိတ်မကောင်းမင်းနဲ့ပြောတယ်။ဝါမစင်ကရှင်ကျူတို့ကလည်းရွာလေးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေကြတယ်။ဒါကြောက်အိမ်ပဲဗျ။မိမရေမိမဟင်ကိုတန်းထိုင်တော့ပြန်လာပြီလား။အေးကွာလာပါအောင်ကွာ။အမေကြီးတို့ကိုအိမ်ထဲကိုခေါ်သွား။နေရာထိုင်ခင်းကိုလည်းတေချာချပေးကွာ။ငါနွားထိပ်ဖြုတ်လိုက်အောင်မယ်။ဟုတ်ကဲ့မေကြီး။ကျုပ်ကိုတွေ့စင်ပါ။တကြီးဦးတန်းထိုင်ရဲ့မိမဟာဝါမစင်ကိုနွားလေးဘောကဆင်းရတာလွယ်ကူစေဖို့အတွက်ကိုပြီးတော့တွဲခေါ်ပေးတယ်။ ပြီးတော့နေရင်လည်းကိုကောက်သွားပြီးတော့နမိတ်ကြီးဟောဒီမှာထိုင်မအောင်တော့တူမကြီးလည်းထိုင်နော်ရှင်ညောကောင်းချိန်ပြတယ်အိမ်မှာတကြီးကတော့ပြင်အဖွားဟုတ်တော့လည်းရှိတယ်အဖွားဟုတ်ရဲ့ခန္ဓာကိုယ်ဟာပိမ့်ပိမ့်တိတ်တိတ်လေးဒါဖြစ်တယ်အဖွားဟုတ်ဟာကိုင်းကိုတော့မပါပေမဲ့တဖုံးနဲ့ကြိတ်ကြိတ်ကဝါပြီးတော့မျက်လုံးတွေကတော့ဝါမဲ့စိန်တို့ကိုစူးစမ်းတယ်လို့နဲ့ကြည်တယ်အမေကြီးဟောတာကကြုံမင်းမမိပြတဲ့ဒါကတော့သူ့အမေဒေါ်အေးပူတဲ့မိမဟောဒီအမေကြီးက တို့ရွာကိစ္စကြောင့်လိုက်လာခဲ့တာအမေကြီးတို့နေဖို့စားဖို့အကုန်လုံးကိုတေချာလုပ်ပေးကောင်းပါပြီကိုတန်းထိုက်ရဲ့ကျုပ်အမေကြီးတို့ကိုတေချာဂယူဆိုင်ပါမယ်တကြီးဦးတန်းထိုက်ဟာဘွားမင်းစိန်တို့ကိုယူဆိုင်ဖို့တကြီးကတော့ကိုတေတေချာချာမှားတယ်အမေကြီးတို့ထမင်းစားကြရအောင်လေကျုပ်ပြင်ထားပြီအေးစားကြမယ်လေဒါနဲ့ညီတို့ကောအတူဝင်စားကြလေရတယ်အမေကြီးကျုပ်နဲ့အမေကမစားသေးလို့ပါအမေကြီးတို့ကခရီးလဲပန်းလာကြတာဆိုတော့ စာနေကြမှာပဲအမေကြီးတို့ပဲလွတ်လွတ်လပ်လပ်စားကြပါဟုတ်တယ်ကျွတ်တို့ကမစားသေးဘူးဗကြီးကတော့နဲ့အမေဖြစ်သူတို့ကဝါမိတ်ဆိုင်တို့ကို ထမင်းအရင် စားစေပါတယ်ဝါမိတ်ဆိုင်တို့ထမင်းစားနေတော့ဗကြီးကတော့ကနဘေးမှာချက်တောင်ခတ်ပေးတယ်ထမင်းစားပြီးတော့အကျန်းရည်အုံနဲ့ခညာကဲပကံလေးကိုထချပေးတယ်အကျန်းရည်လေးတော့ခညာကလေးစားပြီးတော့ဗကြီးကဘယ်များထွက်သွားတာလဲကိုတန်ထိုက်ကအမေကြီးတို့ထမင်းစားနေတော့ရွာလေးကိုခဏထွက်သွားတယ်သူကများလည်း ဒီရွာအတွက်စိတ်မအေးဖြစ်နေရရှာတာအေးပေါ်လေဒါနဲ့ညီတို့အိမ်မှာလူကဒါကုန်မလားတားတယောက်သမီးတယောက်တော့ရှိတယ်အမေကြီးရွာကလည်းအမေကြီးသိတဲ့အတိုင်းပဲလူတွေတိတ်တာများနေတော့ခလေးတွေကိုတစ်ဖက်ရွာကဦးလေးတွေစီကိုပို့ထားရတယ်တော့ပြလဲဘာမိတ်စိတ်မေးသမျှကိုပြန်ကြည့်တယ်ခဏကြာတော့ရွာထဲထွက်သွားတဲ့လူကြီးဦးတန်းထိုင်ပြန်ပြီးရောက်လာတယ်ဘာများထူးတယ်လဲကိုတန်းထိုင်ဘာမှတော့မထူးဘူးကွာအဘာတင်တို့စီကိုစကားဝင်ပြောနေတာ ။ဟောတော်ထမင်းစားတော့မလားကြုတ်ပြင်းလိုက်မယ်။နေနေနေငါမစားသေးဘူး။ဟောဒါနဲ့အမေကြီးရွာကိုလည်းရောက်ပြီဆိုတော့လှုပ်ဆရာကိစ္စရှိရင်လည်းကြုတ်ကိုပြောအောင်။လှုပ်ဆရာကိစ္စကတော့နောက်မှပေါ့။အခုအဖွားရွာတဲ့ကိုလှည့်ပြီးတော့ကြည့်ကျင်နေ။ရတယ်လေဗျာ။ကြုတ်လိုက်ပို့ပေးမယ်။အေးဒါဆိုလည်းအချိန်ကမလင့်ခင်သွားကြမယ်။ဘောမေစိန်ဟာတကြီးဦးတန်းတိုက်ကိုရွာတဲ့ကိုလိုက်ပို့ခိုင်းနေ။ဘောမေစိန်ရှင်ညုံနဲ့တကြီးဦးတန်းတိုက်တို့ရွာတဲ့ကိုထွက်လာတယ်။ ရွာတဲကိုလှည့်လည်ကြည့်ပြီးတဲ့နောက်ရှေးဆိုရွာဦးကျောင်းကိုရောက်ဝင်မိကြီးဒီကျောင်းမှာဆရာတော်ဖျားရှိတယ်ဗျဝင်ကြရအောင်အမေကြီးတို့နဲ့မိတ်ဆက်ပေးမယ်တကြီးဦးတန်းထိုက်ကပြောတယ်ဘာမဲ့စင်လဲရွာဦးကျောင်းကိုလိုက်လာတယ်ဆရာတော်ဖျားကိုဝေပြုကြပြီးတဲ့နောက်ဆရာတော်ဖျားဟာဘာမဲ့စင်တို့ရဲ့အကြောင်းလေးကိုမေးမြန်းရတကြီးဦးတန်းထိုက်ကပြန်လှည့်ပြီးတော့ဖြစ်ကြတယ်ဘွာကျုပ်ကျောင်းအောက်ကိုခဏဆင်းအောင်မယ်နော်အေးပါသမီးရှောက်လည်းမတော်နိုင်အောင်နော်ရှင်ညိုတယောက်ကျောင်းတော့ကို ဆင်းလာတယ်။ကျောင်းမှရှိတဲ့ကိုင်းလေးနှစ်ပါးဟာရှင်ညိုကိုကြည့်တယ်။ရှင်ညိုကပြင်လာလို့ကျောင်းဝင်းကိုသာလှည့်ပတ်ကြည့်တယ်။လှည့်ပတ်ကြည့်ရင်လည်းတကားဖွင့်ထားတဲ့အခန်းတစ်ခုကိုရှင်ညိုတွေ့လိုက်ရတယ်။ဟင်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှင်ညိုတယောက်အရန်ကိုအလန့်တကြားဖြစ်သွားတယ်။ဒါပေမဲ့အမေးများမှားသလားဆိုတဲ့တွေ့နဲ့အဲ့ဒီအခန်းလေးကိုရှင်ညိုတေချာသွားကြည့်တော့ဒါဒါကအခောင်းကြီးပဲ။ဒါကြီးကဘာလို့ဒီမှာရှိနေရတာလဲ။ရှင်ညိုကကြီးမားတဲ့တက်တာအခောင်းကြီးကိုကြည့်ပြီးတော့ အံ့ဩနေကြတယ်။ဖေးခေါင်းကြီးကကျောင်းကပါတက္ကမကြီးရဲ့ဘာများဖြစ်လို့လဲ။အနေကိုရောက်လာတဲ့ကိုရင်နှစ်ပါးဟာရှင်ညိုရဲ့အမူအရာကိုကြည့်ပြီးတော့မေးတယ်။ဒါကြီးကကျောင်းနဲ့ဘလို့များဘလို့ဖြစ်ပြီးတော့ကျောင်းမှာရှိနေရတာလဲ။ဒါကြီးမရှိသင့်ဘူးလေကိုရင်။ဒီကျောင်းကိုတော့တွတ်တူလေတေချာမသိဘူးတက္ကမကြီး။တက္ကမကြီးသိကျင်တော့ဖုန်းကြီးကိုမေးကြည့်ပါ။ကိုရင်ရဲ့စကားကြောင့်ပဲရှင်ညိုကျောင်းဘုတ်ကိုချက်ချင်းပြန်တက်လာတယ်။ အလင်းစလိုဖြစ်နေတဲ့ရှင်ညိုရဲ့အမှုရာကြောင့်ဘာမဲဆိုင်ကဘာများဖြစ်တော့လဲသမီးကျောင်းအောက်ကအခန်းထဲမှာအခောင်းကြီးတစ်ခုကိုတွေ့ခဲ့တယ်ဘွာဟေးအခောင်းကြီးဟုတ်လားသမီးဟုတ်တယ်ဘွာဘာမဲဆိုင်နဲ့ရှင်ညိုတို့ပြောတာတွေကိုနားထောင်နေရဆရာတော်ဟာဩဒကမလေးကတတိယဥပဒံလှူခဲ့တဲ့ကျောင်းအခောင်းကြီးကိုမြင်ခဲ့ပုံရတယ်မလန့်မနဲ့ဒကမလေးအဲ့ဒါကကျောင်းကိုလှူခဲ့တဲ့ပစ္စည်းပါဘလို့ဖေယား ျုံအကောင်းကြီးကိုဘုန်းကြီးကျောင်းကိုလှုပ်ခဲ့တယ်။တပည့်တော်တို့ကိုတေချာလေးပြောပြပေးပါလားဖေ။တေချာသိရမှာပဲတပည့်တော်တို့ဘက်ကဘာလုပ်တင်လဲဆိုတာကိုပြောလို့ရမှာ။ဝါမဲစင်စကားကြောင့်ဆရာတော်ဖျားကြီးဟာဒီလိုတက္ကမကြီးရဲ့ကျုပ်တို့ရောမှာအရန်ကိုချမ်းသာတဲ့တထေးကြီးဥပါတန်းဆိုတာရှိတယ်လေ။တထေးကြီးကလူကြီးနာဖြစ်ပြီးတော့အရာထဲမှာလှဲနေတဲ့အချိန်သူကိုယ်တိုင်သူ့ကိုထဲ့မဲ့ခေါင်းကိုစိတ်ကြိုက်လောက်ခိုင်းနေ။သူလောက်ခိုင်းတာဟာကျုံးသားနဲ့လောက်တဲ့အခေါင်းကြီးပဲ။ ကနုတ်ပန်းနေပါလိမ့်မယ်ဆိုတော့အကောင်းကြီးကအတော်လေးကိုလှတယ်။ငွေကြီးအတော်လေးကိုပေးရတယ်လို့ပြောကြတယ်။ဒီလိုနဲ့တထေးကြီးဥပဒံလည်းဆုံးသွားတော့ဒီအကောင်းကြီးနဲ့တင်းချိုင်းကိုပို့ရတယ်။သူ့ကိုမြေမြုပ်တဲ့ဂျိုးပေးပြီးတဲ့နောက်ဒီအကောင်းကြီးကိုသူ့ရဲ့မိသားစုဟာကျုပ်ချောင်းကိုလာပြီးတော့လှုပ်ပေးသွားတာ။အဲ့ဒါကလည်းတေသူရဲ့ဆန္ဒဆိုပဲတကယ်မကြီး။ရွာမနာကြီးရှိခဲ့ရင်တော့ဒီအကောင်းကြီးနဲ့ပဲပို့ပေးရတာပါတကယ်မကြီး။တပည့်တော်တို့ဒီအကောင်းကိုကြည့်လို့ရမလားဖေ။ ရတယ်လေလာလာလာဒကမကြီးကျုံနောက်ကလိုက်ခဲ့ဘွားမင်းစင်တို့လည်းကျောင်းအောက်ကိုဆင်းလာတယ်ကျုံအခေါင်းကြီးကိုတွားကြည့်တော့အခန်းထဲမှာရှိတဲ့တေသားအခေါင်းကြီးကိုဘွားမင်းစင်မြင်တဲ့အခါအယံကိုအံ့ဩသွားတယ်ရှင်ညိုကိုကြည့်လိုက်တော့ရှင်ညိုကကောင်းကျိန်ပြတယ်ဘွားမင်းစင်အခေါင်းကြီးဘက်ကိုလက်တင်ပြီးတော့မျိုးလုံးကိုပိတ်တယ်ဒီချိန်မှာဘွားမင်းစင်ရဲ့အာယုံထဲမှာမဲမဲမမအခေါင်းကြီးထဲမှာအခေါင်းကြီးကလှုပ်နေတယ်ဒီမင်းငွင်းကိုမြင်ပြီးတဲ့နောက်ဘွားမင်းစင်မျိုးလုံးတွေကိုပြန်ဖွင့်တယ် ဆရာတော်ဖះနဲ့တကြီးတွေကိုကြည့်ပြီးတော့ရွာမှာလူတွေတင်နေရတာတွေကရွာခိုက်တာတွေကဒီကျုံအခောင်းကြီးကြောင့်ပဲဖះဖះဆရာတော်ဖះနဲ့တကြီးတို့အံ့ဩတော့တယ်ဒီအခောင်းကြီးကညာဘက်ဆိုရင်လှုပ်တယ်ဖះလူတွေတေဖို့ကိုခေါ်နေပုံရတယ်ဒါဆိုကျုပ်တို့ဘယ်လိုများလုပ်ရမလဲအမေကြီးတကြီးကမေးတော့ဝမ်းမစိန်လေတကြီးမျက်နှာကိုကြည့်တယ်ဖွားတို့ဒီအခောင်းကြီးကိုမေးလျှော့ဖြက်စီရမယ်ဒီလုံးဝမလုပ်ပဲထားထားရင်တော့ မောင်ရင်တို့ရွာမှာလူကြံမှာမဟုတ်တော့ဘူးဒါဆိုရင်တော့မိရှုကိုရှုရမှာပေါ့ဗျာဆယ်တော့ဗျာတန်ဖိုးကြီးတဲ့အကောင်ဖြစ်ပေမဲ့လို့လူအသက်ထက်တော့အရေးမကြီးဘူးဗျာဒါကြောင့်တပည့်တော်တို့ကိုမိရှုဖြတ်ဆေးခွင့်ပေးပါဒါကကြီးရဲ့ကျုပ်ကလည်းရွာကိုခိုက်မယ်ဆိုတာသိရင်လက်ခံမထားပါဘူးမသိလို့ပါအခုလိုရွာခိုက်တာကြောင့်ဒါကြီးကြောင့်ဆိုရင်တော့မိရှုပါမြေမြုပ်တာတိုက်တာလို့ဆရာတော်ဘုရားကြီးကခွင့်ပြုကြရလို့တကြီးလည်း ွာထဲမှာရှိတဲ့လူတွေကိုသွားခေါ်တယ်။အကောင်းကြီးကိုရွာတင်ကျန်းကိုတဲဝါမဲစင်ကိုတိုင်းဂါတာတွေရွတ်ဆိုလို့မင်းရှို့ပေးခဲ့တယ်။မီးတွေတောက်လောင်နေတဲ့အကောင်းကြီးကိုကြည့်ပြီးတကြီးခမားတပင်းနေချနေတယ်။ကွာငါတို့ရွာကလူတွေတိတ်ရတာဒင်းချောင်းဆိုတာဆော့ဆော့ဆီဆီတိတ်ကြရမှာအခုတော့ကွာဒီလိုပြောပြီးတော့စိတ်မကောင်းဖြစ်နေကြရှာတယ်။ဝါမဲစင်နဲ့ရှင်ညိုတို့ကိုတော့ကျေးဇူးတင်စကားတွေလာပြီးတော့ပြောကြတယ်။ညံကုန်းရွာမှာတပတ်လောက်ထိဝါမဲစင်တို့တွေနေခဲ့ကြတယ် ရွာချင်းနေအေဂျင့်နဲ့လိုယုံကြည်ရတော့မှတကြီးဦးတန်းတိုင်ဟာတောင်ထုံးရွာကိုကိုတိုင်ပြန်ပြီးတော့လိုက်ပို့ပေးချတယ်။ရန်ကုန်ရွာမှာရှိတဲ့ကျုံအကောင်ကြီးကိုရှင်းလင်းပေးပြီးတဲ့နောက်ရွာကနေထွက်ခွာသွားကြတယ်လေပြန်ရောက်လာတယ်။တကြီးဦးတန်းတိုင်ခင်ဗျာရွာကလေးရခင်လို့ပြန်လေအခြေချတဲ့လူတွေများလာခဲ့ပါတယ်။